ကျမမိတ်ဆွေများအလုံးမင်္ဂလာပါရှင်။ရဝေးရဲ့နေရာနေကျမကိုချစ်ခင်အားပေးကြတဲ့ယုံကြည်အားပေးကြတဲ့ခொနည်းရဲ့သားသမီးများအလုံး၊ရှင့်နေဖွာသားသမီးများအလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဤကျမ်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။မဟာဝိုင်းတွေဗုဒ္ဓဘူးသားသမီးများရဲ့ကံကောင်း၊ကံဆိုးများကိုအသေးစိတ်ကလေးတွက်ချက်ပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်။ကျမရဲ့ဗီဒီယိုလိုက်ကလေးမှာ ုဒ္ဓဘူးသားသမီးတွေကြည့်ရှုနေကြရဲဆိုလို့ရှိရင်တော့အစာဆုံးလေးကြည့်ကြည့်သွားပါ။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနားလာပိုင်းမှာဗုဒ္ဓဘူးသားသမီးတွေဟာအင်မတန်ကံကောင်းတဲ့လတလားလို့ပြောလို့ရပါတယ်နော်။ကစုံလဟာမြမာတို့လရဲ့ကောင်းမြတ်တဲ့ရဲ့မြက်တွေအများကြီးပိုင်ဆိုင်ရတဲ့လတလဖြစ်တယ်လို့ဗုဒ္ဓဘူးသားသမီးများအတွက်လည်းမင်္ဂလာရှိတဲ့လတလဖြစ်ပါတယ်။ ။ဒါကြောင့်ဘုဒ္ဓဘုရားသမီးတွေကဒီလမှာဆိုလို့ရှိရင်မွေးနေ့တွေမှာတက်တက်လွတ်လေစားသုံးပေးခြင်းပို့ပြီးတော့ထောက်ပံ့ကောင်းနေရရှိစေပါတယ်။ကံထောက်ပံ့ကောင်းနေလည်းရလာတတ်ပါတယ်။အဲ့တော့ဘုဒ္ဓဘုရားသမီးတွေကဘလောက်ပဲပြီးခဲ့တဲ့လပိုင်းတွေကဘလောက်ပဲကံဆိုးကံဆိုးဒီ၅လပိုင်းမှာကံကောင်းနေရတတ်ပါတယ်။ပြောချင်တာကတော့ မိမိတို့ရဲ့အကြံလေးဘာမဟုတ်တဲ့အကြံလေးတစ်ခုကနေပြီးတော့မှထမြောက်အောင်မြင်သွားတာမျိုးတွေလည်းတွေ့မြင်ရတတ်ပါတယ်။အကြံကောင်းဉာဏ်ကောင်းတွေထွက်လာတတ်တယ်။ဟောအကြီးကဲကုညီမစာခြင်းတွေကြုံရတတ်တယ်။မိဘညီကိုမောင်နှမတွေမှလည်းကုညီထောက်ပံ့ခြင်းတွေရရှိလာတတ်ပါတယ်။ငွေတွေတလဟောထီပေါက်တလူမျိုးဝင်လာတတ်ပါတယ်။ တော့ဗုဒ္ဓဘုရားသမီးတွေကဒီလပိုင်းမှာဆိုလို့ရှိရင်ငားလပိုင်းမှာဆိုလို့ရှိရင်ဒီငားလပိုင်းပထမအစမှာတည်းမဲပေါ့ပညာရက်နဲ့ပတ်သက်တဲ့သင်တန်းမျိုးတွေသင်ရတတ်ပါတယ်နိုင်ငံခြားခရီးတွေတွားနေတယ်ဆိုရင်အောင်မြင်ရတတ်ပါတယ်။လှုပ်ဆောင်နေတယ်ဆိုလို့ရှိရင်လည်းအောင်မြင်ရတတ်ပါတယ်။အင်တာဗျူးဖြေဆိုတာတို့၊စာမွေးဖြေဆိုတာတို့နော်အထူးအောင်မြင်တဲ့လားတလားလို့ပြောလို့ရပါတယ်။ ဲ့တော့ပုဒ်ဘူးသားသမီးတွေကနိုင်ငံသားခရီးတွေသွားဖို့လုံနေတယ်ဆိုလို့ရှိရင်တော့ဒီ9လပိုင်းမှာ PPCC နဲ့ပြုလုပ်ပါတခုတော့ရှိတယ်ပုဒ်ဘူးသားသမီးတွေမိမိတို့ပိုင်ဆိုင်တဲ့တန်ဖိုးရှိတဲ့အရာတစ်ခုခုတခုခုခံရတာမျိုးတွေကပိုက်နိုင်ချင်းခံရတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်ဒါလေးကိုတော့အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြာတော့ အလွန်အင်မတန်ရင်းနှီးရဲ့ချစ်ခင်ရတဲ့မိတ်ဆွေကောင်းတွေနဲ့ဘာမဟုတ်တဲ့ပြဿနာတွေကြောင့်လမ်းခွဲသွားရတတ်ပါတယ်။ဒါလေးကိုလေအထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ဒီနေ့ဒီငါးလပိုင်းမှာဆိုလို့ရှိရင်ပေါ့နော်ဗုဒ္ဓဘုရားသမီးတွေယောက်ျားလေးဆိုလို့ရှိရင်ဒုလပတ်ဝိတ္တာတွေယဟန်ခန္ဓာတွေပြုလုပ်ရတတ်ပါတယ်။အလှူမင်္ဂလာတွေ သွားရောက်တာမျိုးတွေအထူးပြုလုပ်ရတာမျိုးတွေလည်းလှုပ်ဆောင်ပေးရတတ်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားသမီးတွေကဒီလိုကာလမှာမိမိတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းတွေတိုးချဲ့ရတတ်တဲ့ဆွေမျိုးအကြီးကဲတဲ့ကနေပြီးတော့ကိုယ်ကိုယ်ကြီးထောက်ပံ့တာမျိုးတွေလည်းရရှိရတတ်တယ်အဲတခုရှိတဲ့ကိုယ့်ရဲ့လုပ်ငန်းတွေကဒီ၅လပိုင်းမှာတိုးချဲ့မယ်ဆိုရင်ရရတင်းတင်းတိုးချဲ့အောင်မြင်တယ်စိုင်းတင်းဝန်ထမ်းတွေလုပ်ငန်းတွေပေါ်တာတွေเนาะ အကြံကောင်းဉာဏ်ကောင်းတွေထွက်မယ်တွေးဝေနေတယ်ဆိုလို့ရှိရင်တော့မအောင်မြင်ဘူးရဲရဲတင်းတင်းဆုံးဖြတ်မယ်ဆိုတော့၅လပိုင်းမှာအောင်မြင်တယ်နောက်တစ်ခုအနေနဲ့အကြီးခဲ့တဲ့ကို့ကိုကုညီမသာချင်းနေခံရတတ်တယ်ဒါပေမဲ့ကို့ရဲ့ဆွေမျိုးသားချင်းအကြီးခဲ့တဲ့မှာနေထိုင်မကောင်းတဲ့တည်င်းတွေကြားရတတ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ဗုဒ္ဓဘုရားသမီးတတိထာယမာက ငွေချီးရာတွေငွေပေးတာတွေလုံးလို့မရဘူးစက်ပစ္စည်းအစ်စ်တွေအဝင်ခံလို့မရအောင်အဲ့တော့ငွေပေးငွေယူတွေလူလိန်ခံရတတ်ဖို့ရှိပါတယ်စေစားမှားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့လိန်သေးတွေမှားပြီးလိန်လို့မျက်နှာမှာအဖို့ပိန်ထွက်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒီလပိုင်းမှာအိုးအိမ်နေရာထိုင်ခြင်းကိစ္စတွေစောင့်ရွက်မဆိုရင်အောင်မြင်ပါတယ်မြေကိစ္စတွေစောင့်ရွက်မဆိုရင်လည်းအောင်မြင်ပါတယ်လူမျိုးသားကိုညီမသားချင်းတွေရှိပါတယ် ဲ့တော့ကို့အိမ်မှာဒီရေလန်းကနေပြီးတော့ရောက်လာတဲ့ဧည့်သည်နော်နေမယားကွဲပြီးတော့ရောက်လာတဲ့ဧည့်သည်အဲဒါမျိုးလေးတွေလည်းရောက်လာတတ်ပါတယ်နောက်တစ်ခုပြောချင်တာကကို့အိမ်အိမ်ကောင်းရင်အိမ်ချင်းအိမ်မှာမီးလန့်တလူမျိုးတွေလည်းဖြစ်ပွားတတ်ပါတယ်ဒါလေးကိုအထူးကယူဆိုင်ပါဒါမှမဟုတ်ကို့အိမ်မှာပဲကိုကိုတိုင်းလျှက်စင်ဝါကြိုးတွေရှော့ဖြစ်တာမျိုးတွေမီးလန့်တာမျိုးတွေကြုံရတတ်ပါတယ်အဲ့တော့မျက်စွာဖင်ရအောင်ရေရှစ်ခွက်လှူပေးပါ အမြဲတစေရေရှိခွက်ဒီကာလမှာကပ်ပေးဖို့လိုအပ်ပါတယ်ရေလူပေးဖို့လိုအပ်ပါတယ်ရွှေချပေးဖို့လိုအပ်ပါတယ်နော်အဲ့တော့လုပ်ငန်းနဲ့ပတ်သက်တာအလုံးနဲ့ပတ်သက်တာညီကိုကအောင်မြင်ခြင်းနဲ့ယာဒူးတို့ဖို့လည်းရှိတယ်ကြံ့ကြာနေတယ်အမြန်ရခြင်းနဲ့ဆိုလို့ရှိရင်မိမိဝင်နေတဲ့အဝတ်အစားတစ်ခုကိုမိမိမွေးနေ့ညနေပိုင်းလေးမှာငါတန်နေခန်းဆိုပြီးတော့စွန့်ပစ်ပေးရမှာဖြစ်ပါတယ်။အဓိကအလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်ခြင်းနဲ့ဆိုရင်အဝတ်ဟောင်းလေးစွန့်ပစ်ပေးပါ။ ဲ့တော့တနင်္လာနံနဲ့ကိစ္စပတ်သက်တဲ့ကိစ္စပေါ့ငွေကြေးနဲ့ပတ်သက်တာတွေအခြေအေးနဲ့ပတ်သက်တာတွေထိငေါ်နေတယ်ကြံ့ကြနေတယ်အခြေအေးမှာစိတ်ဒုက္ခတွေအမျိုးမျိုးရောက်နေတယ်ကိုချစ်သူကရဝတ်ကိုရောက်နေတဲ့တည်င်းတွေကြားခြင်းနဲ့ငွေကြေးကိစ္စတွေအကူအညီပေးခြင်းနဲ့အကူအညီရခြင်းနဲ့ဒါမျိုးတွေကိုကအောင်မြင်ခြင်းနဲ့เนาะဆိုလို့ရှိရင်တော့မိမိတို့အိမ်မှာရှိနေတဲ့ဂျိုင်းအစုပ်မတုံးတော့တဲ့ဂျိုင်းအဟောင်းတွေပဲ့နေတာမျိုးတွေချင်းအစုပ်တွေ စွန့်ပစ်ပေးရမှာဖြစ်ပါတယ်စွန့်ပစ်ရမယ်အရက်ကတော့မိမိတို့ရဲ့ပုံပြီးကြတဲ့အရင်မှာစွန့်ပစ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ငါးတန်နင်းခန့်စည်းဆိုပြီးစွန့်ပစ်ပေးလိုက်ပါမကြခင်အစင်တီသွားတတ်ပါတယ်အချီရေးမှလည်းထင်ငော့နေတာလေးတွေရှိပါတယ်အဲ့တော့ဗုဒ္ဓဘုရားသမီးတွေကအချီရေးဒီကာလလေးမှာတော့ထင်ငော့နေတတ်တယ်အဲ့တော့အခုပြောတဲ့ရေရာလေးကိုလည်းတခြားလေးပြုလုပ်ပြီးဖို့လိုအပ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့လက်အောင်ငယ်သား နော်အောက်လက်ငယ်သားပေါ့ကိုယ့်ရဲ့ငယ်ရွယ်တဲ့ကိုယ့်ရဲ့အလုံးမှာအတူတူလုပ်နေတဲ့လုပ်ပေါ်ကိုင်းမဲ့ချင်းမဲ့ဖြစ်ဖြစ်အောက်လက်ငယ်သားအကြောင်းပဲဖြစ်ဖြစ်ညီကိုမောင်နှမအကြောင်းပဲဖြစ်ဖြစ်အစင်မပြေမှုတွေကြုံနေရတယ်ဆိုရင်မိမိတို့အိမ်မှာရှိတဲ့ဖုန်းကြောင်းမှာရှိတဲ့တောက်ရီအိုးအဟောင်းတွေအစ်စ်လဲပေးတာမျိုးတွေလှူဒန်းပေးတာမျိုးတွေပြုတ်လုပ်လိုက်ပါဒါဆိုရင်လည်းအောင်မြင်တတ်ပါတယ် မကြခင်မှာအဆင်ပြေသွားတတ်ပါတယ်။အဲဒီလမှာတော့ဗုဒ္ဓဘူးသားသမီးတွေတလလုံးအဆင်ပြေဖို့ကံမြင့်စေဖို့အတွက်ကကြတော့မကြခဏတလေးဆန်ယုံသွားပြီးတော့မြောက်တယ်ငပြောသည်ပြစ်ပောက်ပြီးတော့ကျွေးမွေးပေးရမှာဖြစ်ပါတယ်။ဘယ်နှလုံးဖြစ်ဖြစ်ကျွေးပေးလိုက်ပါမိမိတို့ရဲ့အိမ်ဖ ያ မှာစပယ်ပန်းလေးရှိကုန်လှူဒန်းပြီးတော့မှပေါက်စီလေးစွန်းတော့ကပ်ပြီးချင်းဖြစ်ဗုဒ္ဓဘူးသားသမီးတွေဒီကစုံလှမှာ စိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနေနဲ့ပြည့်စုံပြီးတော့စိတ်သွားတိုင်းကိုပါလူရဆန္ဒတွေပြည့်ဝနိုင်ကြပါစေရှင်။တောင်းကျိုးချမ်းသာတွေလည်းရရှိ ပိုင်ဆိုင်နိုင်ကြပါစေရှင်။ရေရာကိုအထူးပြုလုပ်ပေးဖို့လိုအပ်ပါတယ်။